သုဘဒနာရှိရမယ်လို့မဲ့လောက်ကသူကသုဘဒနာရှိရမယ်လောက်ကကျတော့အင်းလိုက်အားလိုက်လောက်ရမယ်လောက်ပေါ့ဗျာမဲ့ပေါ်ဘောလောက်ကတော့ဥပဒနာမဲ့ကအနန္တရပြေလျှော့ဘူးဗျာအနန္တရပြေလျှော့ဆိုတဲ့မဲ့မဲ့ကပြေခဏငါလောကုတ္တရာမဲ့ကအနန္တရပြေရှိပြေစုပန်ဆိုတော့ပြည့်စည်ရှိပေါ့ပြေစုပန်ဆိုတဲ့အကျိုးကပေါ်တော့ဒါဖြင့်ကျတော့ကအကြောင်းကလောက်ဖို့လိုပါတယ်အကျိုးလောက်ဖို့ရလိုသေးလားဒါဖြင့်ခင်များတို့ကြိုးစားရမယ်လောက်က ကိုယ်စိတ်ကိုကိုယ်แก้ခါရမယ်ဝိပဿနာမယ်ဆုံးဖြတ်ချက်ချရပြီကိုယ်စိတ်ကိုကိုယ်แก้ခါရမယ်ဝိပဿနာမယ်เนาะဒီနေ့လေးလေးစားစားမှတ်ပါဒီနေ့လေးလေးစားစားမှတ်ပါကျမ်းစုံလည်းပြောနေတယ်လူရင်းဆိုင်အောင်လည်းပြောနေတယ်ဒါနိဗ္ဗာန်ကြောင့်ဘို့ပဲလိမ့်မယ်ဥက္ကမောင်းနိဗ္ဗာန်ကြောင့်ဘို့ပဲလိမ့်မယ်ဆိုတဲ့ဥစ္စာရှင်းရှင်းလင်းမှတ်ကြပါဘာ gain ဓမ္မတော့ဒီနေ့ကစကားပဲပြန်သုံးလိုက်ပါဦးတော့မယ် တနည်းစကားပြန်သုံးတော့မယ်ဆိုတော့ဥက္ကမပဲဝါစိတ်နှလုံးကိုဥဝါတို့ပွတ်တာပေါ့ရယ်ပွတ်တော့ဘူးမလားဘူးဩငခုကပါလာတဲ့အပူလာအားစိတ်မှုကြောင့်ပူလာလားရှင်းလားဒါကအားစိတ်မှုဘူးလာအားစိတ်မှုကြောင့်ပူလာတာတော့သိပါပြီတဲ့နောက်မိထွက်လာတဲ့ခါကျတော့ခင်ဗျားတို့အားစိတ်မှုမပါဘဲနဲ့ထွက်သလားအလိုလိုထွက်လာလားဒါဖြင့် မိပူလောင်ပေါ်လို့ရှိရင်မိထွက်တာမိပူလောင်ပေါ်လို့ရှိရင်ဒါကမိရိနာပညာလားနော်မိရိနာပညာကလာတော့ခမားတို့ကဝိပဿနာရှိအောင်ပဲမက်ကလုံးလုံးပေါ်မယ်ခမားတို့ကပူအောင်လုပ်မယ်ရှိတယ်မိအလိုလိုထွက်လာလိမ့်မယ်တပိတော့မတ်မရသေးဘူးဖျက်လူသေးပဲဖျက်တပိတော့ရှာအောင်မယ်ဖျက်လုံးနေတဲ့ဒါကရှိဘူးရှင်းမလားရှင်းပြတာရှင်းနေပါကြဓမ္မကကိုယ်စိတ်သာကိုယ်ကဲခတ်နေပါလို့ ကြီးစွာသောသတိပေးလိုက်ပါရဲ့။ဘာကဲခါရ။ကိုယ်စိတ်ကကိုယ်ကဲခါဖို့လို့ဟာခမည်းရဲ့အလုပ်။သောတာပန်ဖြစ်ဖို့ရခမည်းတော့လုံးမရှိပါဘူး။ကိုယ်စိတ်ကိုကိုယ်ကဲခါလိုက်လို့ရှင်မြုပ်ပဒနာညာရင်လာလို့ရှင်မဉဏ်ပေါ်လာမှာပဲ။ဥက္ကမောင်ကျင်းတတ်ပါလား။ကျုပ်လောက်တော့လုံးနေတာပဲဗျ။ခုတည်းဒီနိဗ္ဗာန်မြင်တဲ့သောတာပတိမြတ်ကမလာသေးဘူး။ခမည်းတော်ကြီးရင်ကြီးတယ်။ဟာမေးထွက်လာအောင်မပူသေးလို့ပါ။ ရှင်းကြဘယ်လိုဆွဲကြပါဒါပြန်ဒီနေ့ဝိပဿနာအလုံးနေလေးလို့ဆိုအောင်မနဲ့ဆွဲကြအဲ့တော့အလုံးနေလေးတော့မိသက်လာအောင်မပူသေးတော့မထွက်သေးတာခင်ဗျားတို့ကမိသက်လာအောင်ဖြတ်ပတ်တဲ့လို့ဟာကုတ္တဝံပေါ့သူများတောင်းလို့ဆိုလို့ရပါအဲ့ဒါကြောင့်ဘုန်းကြီးတရားဓမ္မတွေမှာတဲ့ ုတ္တဝံတုတ္တဝံဆိုတာနှဝံသာပေဒကလာသိလိုက်တော့ဝိပဿနာလုပ်ဖို့ကုတ္တဝံမဲ့ရဖို့ပါမဲ့ပေါ်လာဖို့ရမဲ့ရလို့သူ့အတူဝင်လာမှာပဲမဲ့ရလို့ကဘာရင်္ဂါဓမ္မတွေသူ့အတူရင်းလို့ပေါ်လာတာပဲရှိဘယ်ပင်သက်ဖို့ပြေသည်ဘယ်ပင်သက်ဖို့ရဥက္ကမောင်းပြေသည်စားခြင်းနဲ့ပုဂ္ဂိုလ်တောင်းပါဘယ်သည်သိဖို့ရနေသည်ဒီမှတ်ပဲရတော့ဘယ်ပင်ဤတောင်းပေါ့ဗျာမှန်ပါပါ ကျက်တော်ဆိုင်ပြည်လောင်းပေးတာကျက်တော်လိုပဲသီးပါးစီဆူတောင်းနေဖို့မဲ့ပါးစီဆူတောင်းနေဖို့ကချက်တော်လုံးမရှိပါဘူးရှင်းမလားဒါတော့ဒီပြပြန်ကုန်ဘုံမှာမရှိအောင်ရေလောင်းရအောင်မြေလောင်းမြောက်အောင်ဒါကျက်တော်လုပ်ဖယ်ဗျာဒါတော့လည်းမသီးပါးစီဆူတောင်းဖို့ကျက်တော်ပါရဲ့လားမဲ့ပါးစီဆူတောင်းဖို့ကကျက်တော်ဒီပြန်ကြီးပွားရေးတာလုပ်နေဖို့ပဲဒီမှာလည်းကျက်တော်သဏ္ဍာန်မှာဝိပဿနာဉာဏ်နဲ့ဒကာဓမ္မတွေဘယ်စိတ်လာလာဘုဒ္ဓဇံသဏ္ဍာန်မှာလာတဲ့38ပါးသောစိတ်

ဒေါသလာလို့ရှိရင်လည်းနောက်ကနေကဲခတ်လိုက်ပြန်တော့ဒေါသတွေ့ကြလားဖြစ်ပြတွေ့ဖြစ်ပြီးပြတ်သွားတာပဲတွေ့တယ်ဆိုတာတော့ကြာအဝိဇ္ဇကိစ္စလေးလာတာလေးကိုလည်းဒကာဓမ္မတွေကနောက်ကကဲခတ်တာဘောကိုပန်ကိုကြည့်တယ်လို့ပဲသူဝိဇ္ဇကိစ္စလေးတွေ့ကြလားဒကာဓမ္မတို့ဖြစ်ပြပဲတွေ့တယ်ဒါပြန်သမောစိတ်ကံသမောစိတ်တန်းဒီပဇာနာတိဆုံညာတော့လေဒကာဓမ္မတို့တွေ့တာကတော့သမှုရိယဓမ္မနုပတိဘဝေဒနာသူဝေဒိ ဝေယဓမ္မ ानु ပတိကဝေနာတုဝေသမှုရိယနဲ့ဝေယပဲသွားတွေ့ရှင်းမှုနဲ့ပြတ်မှုပဲသွားတွေ့ရှင်းကြလားမောဟတွေ့ရလားရှင်းမှုပြတ်မှုတွေ့ရလားအဲအဲ့ဒီတော့ဒကာဓမ္မတို့ပရိပ္ပံပါဠိတော်မှာလေရှေ့ပိုင်းနဲ့နောက်ပိုင်းဆက်ကြည့်ရတယ်ရှေ့ပိုင်းနဲ့နောက်ပိုင်းဆက်ကြည့်ရတယ်ဒကာသစ်တို့ရနော်ဝေနာရှုဝေနာရှုဆိုမဲ့တွေ့ရတော့ကဝေနာတွေ့ပါလားတကယ်ရှုလိုက်တဲ့အခါကျတော့မရှိမှုတွေ့ပါလားမရှိပါဘူး ဒါဖြင့်ဟုတ်တော်အဘာဝထေနအနေဆန်းဆိုတဲ့အတိုင်းဟုတ်တော်ဖြစ်ပြီးအဘာဝထေနအိန္ဒိယနဲ့မရှိရင်းနေပင်နဲ့အနေဆန်းအနေဆပဲဆိုတဲ့အတိုင်းအင်းဒကာဓမ္မတို့အကဲခတ်လိုက်တဲ့အခါကျတော့ဝေဒနာမတွေ့ပါဘူးဗျာတပည့်တော်အနေဆတွေ့ပါတယ်သဘောကျဗာရဏတွေ့ရောဒီအနေဆကလည်းသူများအနေဆလားမိမိခန္ဓာအနေဆလားပေါ်လိုက်ပေါ်လာပြီကိုယ်စိတ်ကိုယ်စိတ်ကဝိညာဉ်နဲ့ခန္ဓာကို ။တရားဓမ္မကုမြာအိဋ္ဌာလားမိမိခန္ဓာအိဋ္ဌာလား။ဟောတဲ့နေရာကြတရားဓမ္မတို့အကဲနဲ့ခတ်လိုက်ပါရောကိုယ်သိကိုမြင်တော့လား။အကဲခတ်လိုက်တော့ဗာမြင်ပါလေ။ကိုယ်ခန္ဓာအသိကိုမြင်တယ်။ဒီကမောင်ကြီးဘာတွေ့ကြ။တရားဓမ္မတို့နော်။ဒါရောက်ထက်တယ်မလားတရားဓမ္မတို့။ကိုယ်သိကိုမြင်တယ်ဆိုတဲ့စကားလေးတစ်လုံးဟာအမှန်ရေးကြည့်ပါလေ။ဘလောက်သိအောင်ရေးကြည့်တယ်လို့ဆိုတော့ ်သိတာကိုဒကာဓမ္မတွေကကဲခတ်ကြည့်သမှမရဏံပိပါသစ္စာဩဒကာဓမ္မတွေသစ္စာတွေ့ဖန်တော့သစ္စာတွေ့ပြီတွေ့ပြီတွေ့ပြီကိုယ်တွေကိုမြင်တာဟုမရဏံပိဆိုတော့ဘာတွေ့ပါလဲဩအသေးဆိုတာတခြားလားအောင်မင်းလေဒုက္ခသစ္စာတွေ့တာပါလားဆိုတော့သာသနာတခါတည်းဒကာဓမ္မတွေဘယ်ပုဂ္ဂိုလ်နိဗ္ဗာန်ရောက်ပါလဲဆိုတာဒီဒကာဓမ္မတွေ သစ္စာမသိဘဲနဲ့ဘာမှမရောက်။ဒါကြောင့်ဓမ္မစကြာမှာသွားကြည့်တယ်မှာပေါ်လာ။ဒကာဓမ္မတွေဒီပြန်တိုင်းတရားမပြောကြရတဲ့ရှိတယ်ပေါ့ဗျာ။ဒါကဓမ္မစကြာကအာရုံနဲ့ဆက်ဆံတယ်။ငါဒီသစ္စာမသိသေး။ထို့အခါဖယားဟူ၍ဝမခံသေး။မပါဘူးလား။အကျင့်ခါသစ္စာသိ။ထို့အခါဖယားဟူ၍ဝမခံ၏။ဒီခမည်းတော်မြတ်စွာဘုရားသခင်ကိုရမရစသည်တဲ့သစ္စာသွားသည်ဟုတ်တယ်ပြီနော် وہ گئے بھی مرنا بھی مرنا بھی دے گا کسان سورا تو بہت جا سکلے چلوں گے ویرا گو دے گئے تو راو کے ماندو شن یہ بھی واقعی دیکھیں بہسے پی تی بھرو دے لے سو جا میں میں بھی دے گو بھی ہاں پیار بولن بولن مجھا میں اور میں بھی دے آگا دے سا بھائی میں بھی دے میں بھی دی راگا بھائی دے سا بھائی اور کھمیارو တခါပဲကိုနေရာကျသွားပြီတဲ့ကိစ္စဉာဏ်ဘာတော့ဖြင့်ဒါဒုက္ခသစ္စာလို့သိတယ်နောက်ကြတော့ဩဒါသိခြင်းလို့သိတာမဟုတ်ပါလားဒကာဓမ္မတို့ဒီစိတ်ကလေးကလည်းအကြောင်းချုပ်လို့ဒီစိတ်ကလေးကပါတယ်အကြောင်းချုပ်လို့အကြောင်းချုပ်လို့ရုပ်ချုပ်တဲ့တရားလေးဆိုတာလောရမလားအေးဒါကြောင့်ဝိညာဉ်ချုပ်လို့နာယုချုပ်တာပဲဒကာဓမ္မတို့နာယုချုပ်လို့ဘာဆိုကြမလဲဝိညာဉ်ချုပ်တယ်ဒီလိုပြောင်းပြန်ရည် ဝิญဉ်ချုပ်လို့နာယုတ်ချုပ်လို့ဝิญဉ်ချုပ်တယ်ဒါကနလကလာပိသုသံယုတ်ပါဠိတော်နလကလာပိသုသံယုတ်ပါဠိတော်ဒကာဓမ္မတို့ဝิญဉ်နဲ့နာယုတ်ဟာဒီလိုပြီးနေပါလေတခုချုပ်ပြုတ်လိုက်ရင်တခုလဲတာပါပဲသဘောကျအဲ့တော့အာလုံးတရားတစ်ပါးလုံးကမှတ်လိုက်ကြပါနာမရူပနေရောတာဝิญဉာဏနေရောတော့ရှင်းပြီနော်ဒီစိတ်ကလေးချုပ်ပုံပြပါလေဝิญဉာဏနေရောတာအဲသူတခုရှိလိုက်လို့ရှင်ခန္ဓာ၅ပါးပုံပါတယ် ဲ့ကြောင့်တလုံးသေးကိုဘုရားတိုင်လိုက်သဘောကျလားဒီတလုံးကရှုခန္ဓာ၅ပါးကုန်ပါပါလေဆိုတာ၄းစားစွာနဲ့မှတ်လိုက်တော့ရမလားတော့ခင်ဗျားတို့မြင်တာကလည်း၅ပါးစလုံးမြင်တာမဟုတ်ပဲမရှိတာသိတာဆိုတော့ဒီထက်မရှိတာ၅ခုစလုံးမရှိသွားတယ်သဘောကျကြမရှိတာလဲအဲ၅ခုစလုံးမရှိတာကိုကျတော့မသိဘူးလားဗျာသိပါ အကဲခတ်လိုက်တော့ပြီးပါတယ်ဆိုသဖြင့်ဒကာဓမ္မတို့မရှိတာနေရှာအကဲခတ်တာကမေကဖြစ်သေးလားဖြစ်ပါဘူးဒါကဒီတော့မှလာကြည့်တော့ဒါလူမေကလူလိမ္မာလာလို့မဲတဲ့ခါကျတော့မက်ပေါ်နေတဲ့အတွက်ဘယ်လိုဆုံးရချက်ဖြစ်ပါဘူးလူလိမ္မာဆိုတော့ဒီဘက်ကအဝိဇ္ဇာဒီတော့စဉ်းစားကြည့်ပါလားတမာရိဋ္ဌိဆိုတဲ့ဥစ္စာကြီးညံမှန်းမဟုတ်လားဒါကြောင့်ဝိဇ္ဇာမဲ့ခင်လာတဲ့ကဝိဇ္ဇာကချုပ်ကိုယ်သိကိုမြင်တော့ဒီသိလိုခြင်းသေးမလို့ခြင်းတော့တဏှာကချုပ်တော့ဝိဇ္ဇာတဏှာကဒီနောက်ကချုပ် ဒီနောက်ကချုပ်နေတာဒီဘက်ခန္ဓာသက်ပေါ်ပါဦးလားခန္ဓာသက်မပေါ်ဘူးဆိုတာသိကြကြပါလားဩဒါဖြင့်လူမိုက်နဲ့လူလိမ္မာဒီဘာထုပါလိမ့်မလို့ဆိုတော့လူမိုက်ကမြမစရိယာကျင့်ကျင်သောကြောင့်ဒီဘက်ကအဝိဇ္ဇာတဏချုပ်တယ်အဝိဇ္ဇာတဏချုပ်သောကြောင့်နောက်ခန္ဓာမရဘူးလူလိမ္မာကလူမိုက်ကပြန်အဝိဇ္ဇာတဏလာသောကြောင့်နောက်ခန္ဓာရပါတယ်ဒါကြောင့်လူမိုက်ဖြစ်ရကျင့်မလား လူမိုက်ဆိုတာဒကာဓမ္မတို့အဝိဇ္ဇာတဏမချုပ်လို့နောက်ခန္ဓာရတာပါခေါ်ကြအဝိဇ္ဇာတဏချုပ်တဲ့ပုဂ္ဂိုလ်နောက်ခန္ဓာရသည်ဒါပြန်လူမိုက်နဲ့လူလိမ္မာဘာထုဆုံးလို့ဘာရပါဏိတသုတ်ဟောတဲ့အခါဘုန်းကြီးတနည်းကပြောတဲ့အတိုင်းယနေ့ဒီနေ့ဒီဘာရပါဏိတထူးကြောင်းကိုထူးကြဲထူးအောင်ဆိုတော့ဩလူမိုက်ကဗြဟ္မစရိယအကျင့်ကျင့်လို့အဝိဇ္ဇာတဏချုပ်လူလိမ္မာကလူမိုက်ကဗြဟ္မစရိယအကျင့်မကျင့်တော့ကြဒကာဓမ္မကအဝိဇ္ဇာတဏမချုပ် လူလိမ္မာကဗြဟ္မစရိယကျင့်ဆိုတော့ဖြစ်ပြနဲ့မဲနဲ့ကဲအောင်လို့သောချဝိဇ္ဇာကနာပဲနေချုပ်သောကြောင့်နောက်ခန္ဓာပဲနေတော့မလာတော့ဝိဇ္ဇာသေးကြလားအဲ့ဒီကဲတော့သေးကြတော့နောက်ခန္ဓာမလာတာဒီတကယ်တော့မလဲတံသာရရင်နောက်ခန္ဓာလုံးဝမလာဘူးလာသေးရဲ့အဲ့ဒါကြောင့်ဘုရားကူတော်ပြန်ဒကာဓမ္မတွေသိတဲ့အတိုင်းဒိဋ္ဌိဖြုတ်နေတဲ့ပြထမမဲ့ရဖို့အလွန်ရေးကြည့်နေခိုင်းတာဖြင့် ဥက္ကမလေးခမရသနာမှာပေါ်တဲ့စိတ်ကအကုသိုလ်စိတ်12ခုကလည်းပေါ်နိုင်လားကြီးဖြစ်သဘောကျလားအဟိစိတ်ဒီစိတ်ကူတွေကလည်းဟာတိတို့ကခြံလာပြီးကျန်တာတွေကပေါ်နိုင်လားကြီးဖြစ်နော်မျက်လုံးမျက်စိစိတ်နားစိတ်နှာခေါင်းစိတ်တွေကလည်းပေါ်နိုင်မလားမာကုသိုလ်စိတ်7ခုဆိုတာလည်းပေါ်နိုင်တာတွေဖြစ်နေတယ်သဘောကျလားအဲ့တော့မာကုသိုလ်စိတ်7ခုတွေပေါ်နိုင်တာတွေဖြစ်နေတော့ဓမ္မတို့ဒီပေါ်လာတဲ့စိတ်တွေကိုခမရတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့် ဒီထဲကမဲခင်၅ပါးထားပြီးဒီကလာမဲခင်၅ပါးနှုတ်ပြီးရှုရမှာပဲသဘောကျလားခိုင်းတာဖြင့်အခုဘုန်းကြီးပြောလိုက်တဲ့နေ့ကဘယ်လိုဖို့တန်ကြုံဆိုတော့တပည့်တွေကဘာရှုရမလုံးဆိုတဲ့အဖြေအသေးချာထွက်ပါဘာရှုရမလုံးလို့မေးကြမလို့တော့ဘာကြောင့်ကိုကိုယ်စိတ်ကိုရှုกว่าဘယ်လိုပါလဲဒါဖြင့်တရားဓမ္မတို့ကိုယ်စိတ်ကိုရှုဆိုတော့ကိုယ်စိတ်မဖြစ်ရင်လည်းကိုယ်တည်တော့မယ် ບໍ່ໄດ້ມາພຽງ အရှင်ကကြည့်ဆိုတော့မိသေးဘူးလားမိပါဘူးတိကုနဲ့ကကြည့်ဆိုရင်ရောမိပါဘူးအနိစ္စနာကမဂ္ဂလိုက်ပါသည်ဆိုရင်ရောမိဂါကြီးပဲဒီစကားသုံးမှုတွေအကုန်မိဂါကြီးပဲဆိုတာသဘောပါကြအဲဒါကြောင့်ဒကာဓမ္မတို့ဘယ်စိတ်ရှုရမှာတုံးလို့မေးရင်မနဲ့ဖြေကြအဲမိမိစိတ်မိမိရှုမယ်သဘောကြမိမိစိတ်လောဘလာလို့ရှိရင်မိမိစိတ်လောဘကိုဖြစ်ပြရှုမိမိစိတ်သောဘလာရင်မိမိစိတ်ကအိတ်ကလာပြန်တယ် မိမိစိတ်ကသူတို့ကဝန်ကြရနေဖြစ်ဖြစ်ရှိတာဒေါသရှိတာကြီးပဲမှားရမှာပဲခွဲဖြစ်တဲ့တရားတွေငိုဒေါသရှိပေါ်မှာမင်းနေတဲ့သာသာရသံယုတ္တဓမ္မတွေပဲဆိုတာသိကြပါလားကဲရုပ်စွာဆုံးတရားဓမ္မတို့မိမိပြုထားတဲ့ကုသိုလ်လေးတောင်မှဘာလို့อ่ะဖြစ်ပြန်ရှိပါလိမ့်မယ်ဥပဒနာဟုတ်တယ်လေကုသိုလ်စိတ်ကလေးနဲ့သက်ရှင်နေတာအဲ့ဒီသေးလေးจิตတို့ကမကြည့်ရပဲဘူးလားကဲမိမိမြင်စိတ်ကလေးပေါ်လာတော့ဘာလို့อ่ะမြင်စိတ်ဖြစ်ပြည့်ရှိကြားစိတ်ကလေးလာပြန်တာ နှကောင်းလည်းနေနှကနာလည်းလှိုက်တာပေါ့နော်အဲနောင်စိတ်ကလေးလာပြန်တော့စားစိတ်ကလေးလာပြန်အေးရားစိတ်ရံစိတ်ကလေးလာပြန်အဲကိုယ်ပေါ်မှာရားစိတ်ရံစိတ်ပေါ်လဲကိုယ်ပေါ်မှာရှောက်ရှုနေအဲတော့ဒကာဓမ္မတွေအိမ်ကြတဲ့ထိုင်ထိုင်တဲ့ခါကျရှင်များသောအားဖြင့်တော့ဒကာဓမ္မတွေထိုင်ပြီးအာနာပါနာလေးလုပ်ပြီးဒီကလာနေနာရီရမှာစိတ်ထားပြီးဒီကလာထွက်လေဝင်လေးလေးကိုအတော်မှန်သိဝန်မှန်သိလေးပထမလေးလုပ် လောက်ရကနေပြီကရရာစိတ်ပိုင်ရာစိတ်စီလိုက်ဒါတွေကုန်ဖြုတ်မြင်စိတ်လာရင်ရှားစိတ်လာရင်သတ္တမတိတယုံလေးတဲ့အာနာပါနာကဘာသာသူ့လိုချင်တာမဟုတ်ပါဘူးသူကကာယ ानु ပသနာကိုဘုန်းကြီးတို့ကစိတ်ကာယ ानु ပသနာကဒိဋ္ဌိဖြုတ်ခြင်းတာကိုပထမသောတာပန်ဒီကျင်တော့ဒိဋ္ဌိကဖြုတ်ခြင်းသဘောပါကြဒါဖြင့်ဒိဋ္ဌိကဖြုတ်ခြင်းတော့စိတ်ပေါ်ရလိုက်မှဩငါမြင်တယ်ဆိုတော့ပတ္တပညာလည်းပျောက်တော့မှာပေါ့ဗျာ ငါကြားတယ်ဆိုတော့တတ္တပညာရောတတ္တပညာဆိုတော့ငါကတော့တတ္တဝါထင်းနေတယ်ဒါဒိကြားစိတ်ကိုငါထင်းနေတယ်ငါနံလိုက်တာငါစားလို့ကောင်းလိုက်တာငါရားလိုက်တာငါကောင်းနေလိုက်တာငါကြံသေးနေလိုက်တာဥက္ကမစိတ်ပေါ်မှာဘယ်လောက်ဒိဋ္ဌိများအဲ့ဒါကြောင့်သောတာပန်တည်ခြင်းဘယ်ဟာအရင်ဖြစ်အောင်အဲ့ဒါကြောင့်စိတ်ဓာတ်ဥပါဒနာကစပေးတယ်ဆိုတာလဲရှင်းတ်ပလားရှင်းတ်ပါဘူးကြရတဲ့ဒကာရမတို့ ဘယ်စိတ်ရှိရမှာပါလိမ့်မလဲကိုယ်စိတ်ကိုရှိကိုယ်စိတ်ကိုရှိဆိုတော့ဒကာဓမ္မတွေကဘယ်များသောရှိရမှာပါလိမ့်မလို့လို့မေးမနေနဲ့တော့မေးရင်အယူကြမေးရင်ဘယ်လိုရှိရမှာကိုယ်စိတ်ကိုရှိနော်ကိုယ်စိတ်ကစားနာလေးကြီးဆက်လာနေရင်ကောစားနာလေးကိုရှိမရှိသာရှိပဲပြောကြတဲ့စိတ်ကလေးလာလို့ရှိရင်ကော ရှိမရှိကဲခလိုက်တော့ဘယ်အကဲကတဲ့စိတ်လာရင်သူရှိသေးရလားအဲ့ဒီကဲတဲ့တရားဓမ္မတို့ရရလေးရှိနာနာလေးရှိပြောပြောခြင်းနဲ့စိတ်ရှိရှိလိုက်တဲ့အခါကျလို့ရှိရင်ဖြင့်ဖြစ်ပြီးပြတ်တာဘာသစ္စာမြင်တာကဒါဖြင့်နောက်ကအဝိဇ္ဇာတဏှာကမသေးဘူးလားသေတယ်တရင်ကတော့သေချာသေးပြီတရင်ကမသေးဘူးလားဒါဖြင့်အဝိဇ္ဇာတဏှာသေးတဲ့ဥက္ကမောင်နောက်ကန္နာလာပါဦးမလားအင်းဒါ လူလိုက်မှမလားနောက်ခန္ဓာမရဓမ္မစရိယာကျင့်ကျင့်လို့နောက်ခန္ဓာမရဘူးလူလိုက်မှတော့ဓမ္မစရိယာကျင့်မကျင့်တဲ့အတွက်မဂ္ဂဓမ္မစရိယာကျင့်မကျင့်တဲ့အတွက်ဒကာဓမ္မတို့လူလိုက်မှမလားနောက်ခန္ဓာဒုက္ခသစ္စာကြီးရဒါဖြင့်တူတူပြောကြပါစို့နိုင်ရရှိနေလို့ဒုက္ခသစ္စာမမြင်လေကာလပါလို့ဘယ်ကကာလမှနိဗ္ဗာန်မရလို့မှားဒုက္ခသစ္စာကိုဘယ်ကကာလမှဒါဖြင့်ဖြစ်ပြတာသစ္စာတော့ ရမလားမြင်လို့ရှိရင်ကျင်နာပါလားဒါဖြင့်ပြေပြေကဒုက္ခဒေသမြင်တာကသိတာကအဲဝိဇ္ဇာတနာသေးတာသမှုရိယချုပ်တာနောက်ခန္ဓာမလာတာကဟောသစ္စာလေးပါးသွားကြိုက်